Hello အားလုံးပဲမြင်လာပါရှင်ဒီနေ့မှတော့မမလေးနဲ့ကျွရပြီးတော့တာရှည်လဲထားခံပြီးစားလို့ရန်ကောင်းတယ်စက်ပါမကျော်အလွယ်ပြုလုပ်နေလေးကိုညဝေပေးလိုက်ပါတယ်ရှင်ကဲဒါဆိုလုပ်နေလေးကိုသိရအောင်ဖြွေးဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးနော်ပထမဆုံးဖြိုးဟာကြက်ရုံအောင်သားနှစ်ခုကိုအရင်ပြုတ်ထားပေးလိုက်ပါတယ်စက်သားတော့ဖြိုးဟာရတာလေးဝင်သွားအောင်ပေါ့နော်ဒါလေးနဲ့နည်းနည်းလေးထိုးထားပေးပါတယ်ရှင်သူ့တယ်ဖြိုးဟာအသားမုံနေငယ်စနေမုံနေငယ်နဲ့ငံပြိုင်လေးတစ်စုံသားကိုထည့်ပြီးတော့ရတာလေး တွေစိတ်ဝင်သွားအောင်ပေါ့နော်နေထားပေးလိုက်ပါတယ်ဒီချက်သားမွားကြော်လေးရဆိုလို့ရှိရင်တာရှည်လက်ထားခံရဖြစ်တဲ့အတွက်ဖြူတို့အများကြီးကြော်ပြီးတော့ပေါ့နော်လေလုံးနဲ့ပူလေးနဲ့တိုင်ထားမယ်ဆိုလည်းအဆင်ပြေပါတယ်ဖြူကတော့ကြက်ရင်အောင်သားနှစ်ခုစာကိုပေါ့နော်သုံးထားပါတယ်ဒီနှစ်ခုစာဆိုလည်းအများကြီးရပါတယ်နော်ဖြူတို့ကြော်လိုက်တော့လေခဲ့ပြီးရင်တော့သူ့ရဲ့ရေလေးထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့မိနစ်20လောက်ပေါ့နော်ပြုတ်ထားပေးလိုက်ပါမယ် ြုတ်ထားတဲ့ချက်သားလေးတွေကကျက်လာပြီဆိုလို့ရှိရင်တော့ဖြူတို့အပြင်ထုတ်မယ်ပြီးလို့ရှိရင်တော့သူ့ကိုခဏလောက်အေးခဏပေးလိုက်ပါမယ်နော်ချက်သားကိုအေးခဏရင်းနဲ့ဖြူတို့ချက်တော်ကြော်လေးလာကြော်ပေးလိုက်ပါမယ်နော်ချက်တော်ကြော်ကြော်ပေးရန်အတွက်ဖြူကစီကိုအရင်ပူအောင်တဲတယ်စီလေးပူလာတဲ့စနစ်မုတ်လေးနှင်းငယ်ကိုထည့်ပြီးတော့ပပလေးထားတဲ့ချက်တော်နီလေးလုံးစာနဲ့ချက်တော်ဖြူတစ်လုံးစာကိုထည့်ပေးလိုက်ပါဒီနေရာမှာစီကိုတော့ဖြူတို့ပုံဖန်းတဲ့နည်းနည်းလေးပို့ပြီးတော့သုံးပေးရမှာဖြစ်ပါတယ်နော် ပြီးရင်တော့ဒီကြက်သွန်ကြော်လေးကိုပေါ့နော်အယောင်လေးရင့်ပြီးတော့နည်းနည်းလေးကျွတ်လာတဲ့အထိကျော်သွားပေးလိုက်ပါမယ်ဒီကြော်လေးရဆိုလို့ရှိရင်အိမ်မှာဟင်းပိုင်ပဲရှိတဲ့ချိန်ဆိုလို့ရှိရင်လည်းဓမင်းပူလေးနဲ့ပေါ့နော်နှမျိုးတဲ့တွဲစားမယ်ဆိုလည်းအရန်ကိုလိုက်ဖက်ပါတယ်နောက်တစ်ခုကဒီတိုက်လေးစားမယ်ဆိုလည်းအရန်စားကောင်းတယ်ပေါ့နော်သူက ကဲပြုလို့ကြော်ထားတဲ့ချက်သွန်လေးရလဲအယောင်လေးရင်ပြီးတော့ချွတ်လာပြီဆိုလို့ရှိရင်တော့စကားလေးနဲ့စစ်စစ်ပေးထားလိုက်ပါမယ်နော်ကဲပြုလို့ချက်သွန်လဲကြော်ပြီးပြီဆိုလို့ရှိရင်တော့ချက်သွန်ကိုစစ်စစ်ထားရင်းနဲ့ဒီချက်သားကိုလည်းပေါ့နော်ပြုလို့ဆိတ်ဆွပေးထားလိုက်ပါမယ်ရှင်ချက်သားလည်းအင်းနေပြီဆိုတော့လေပြုလို့ချက်သားကိုအခုလိုမျိုးလေးအမြင်အမြင်လေးတွေဖြစ်သွားအောင်ပေါ့နော်ဆိတ်ဆွပေးလိုက်ပါမယ် ဒီနေရာမှာတချို့တွေကြတော့လဲထောင်းကြတယ်ပေါ့နော်ဒီချက်သားကိုဒီနေရာမှာကိုကထောင်းချင်ထောင်းမယ်ဆိုလည်းရပါတယ်ရှင်ပြောရတော့အခုလိုမျိုးလေးပေါ့နော်ချက်သားကိုအမြင်သေးသေးလေးတွေပဲစိတ်ဆွပေးထားလိုက်ပါတယ် ချက်သားကိုဆက်သွားပေးရတဲ့ဖြိုးကသူ့ရဲ့ကိုရတာတခါတဲ့ဆက်ထားပေးလိုက်ပါတယ်။ကြော်ပြီးမှရတာထည့်ရင်ရတာလေးတိတ်မှုဝင်မှာဆိုလို့ပေါ့နော်။မကြော်ခင်မှာရတာနဲ့သိချလေးနဲ့ပြီးမှထိုက်ကြော်ဖြစ်ပါတယ်။သူ့ရဲ့ဖြိုးကအသားမုံနှင်းငယ်ထည့်တယ်ပြီးတော့စားလေးနှင်းငယ်ပြီးတော့တကြားလေးနှင်းငယ်ကိုထည့်ပေးရတဲ့သမတော်အောင်ပေါ့နော်။ရတာနဲ့စိတ်ဝင်သွားအောင်ပေါ့နော်။သမတော်အောင်နဲ့ထားပေးလိုက်ပါတယ်ရှင်။ဒီနေရာမှာနေပြီးလို့ရှိရင်ရတာပေါငံကိုဒီတိုင်းမြည်ကြည့်မယ်ဆိုလည်းရတယ်ပေါ့နော်။ဒီတိုင်းမြည်ပြီးလို့ဘုရားအပေါငံလိုရင်ထထပ်ပေးနိုင်ပါတယ်ရှင်။ ကြက်သားကိုရတာတွေနဲ့နှက်ပြီးပြီဆိုလို့ရှိရင်တော့စပြီးတော့ကြော်ပေးရန်အတွက်ခနာကဖြူတို့ဒီကြက်တော်ကြော်ထားတဲ့စီလေးတဲ့ကိုပဲထည့်ပြီးတော့ပေါ့နော်ကြော်ထားပေးလိုက်ပါမယ်ရှင်ခနာကြက်တော်ကြော်ထားတဲ့စီလေးကိုပဲပူအောင်ပြတ်တဲလိုက်တယ်စီလေးပူလာပြီဆိုတာနဲ့ဒီကြက်သားကိုပေါ့နော်ထည့်ပြီးတော့ကြော်ထားပေးလိုက်ပါတယ်ရှင်ကြက်သားကတော့ဖြူတို့ထဲကြော်ခါစားဆိုလို့ရှိရင်တော့စီဆုပ်တယ်ပေါ့နော်တဖြည်းဖြည်းနဲ့နည်းနည်းလေးအသားလေးကကျွတ်လာပြီဆိုလို့ရှိရင်တော့စီလေးတွေပြန်ပြီးတော့ထွက်လာပါလိမ့်မယ်နော် ဲ့ဒါခုဆိုလို့ရှိရင်တော့စီတော်တော်လေးပြတ်ထွက်လာပြီပေါ့နော်ဖြူအားချက်သားလေးတွေလုံးဝကျွတ်လာတဲ့အထိကျော်သွားပေးလိုက်ပါရစေ။ ကျော်သွားလိုက်တာစက်သားလေးတွေကလည်းကျွတ်လာပြီဆိုတာနဲ့သူ့တွေကိုဖြိုးသွားငှုပ်သီးမှုကိုထည့်ပေးလိုက်ပါတယ်။ဒီနေရာမှာငှုပ်သီးခွဲချမ်းကိုထည့်မယ်ဆိုလည်းရပါတယ်နော်။ဖြိုးရတော့အိမ်မှာရှိနေတဲ့ငှုပ်သီးအချက်မှုန့်လေးတစ်စုံသားလောက်ကိုထည့်ပေးလိုက်ပါတယ်ရှင်။ကဲပြီးတော့နည်းနည်းလေးသမတော်အောင်ဝေထားပေးလိုက်မယ်။သမတော်ပြီဆိုလို့ရှိရင်တော့ရပါပြီနော်။ဖြိုးရငှုပ်သီးမှုကစက်ပိသားဖြစ်တဲ့အတွက်နောက်ထပ်အကြာကြီးထပ်မကျော်တော့ဘူးပေါ့နော်။ ဒီနေရာမှာငှုပ်သိခွဲချဲဝင်ထပ်သုံးမယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးပေါ့နော်အချိန်လေးပေးပြီးတော့ကြော်ပေးနိုင်ပါတယ်ရှင်။ကြက်ပြီးရင်တော့ဖြိုးလို့စကားနဲ့စစ်စစ်ပေးလိုက်ပါမယ်နော်ဒီကြက်သားကြော်လေးကိုဖြိုးလို့စစ်ထားလိုက်တာစီလက်စစ်တွားပြီးဆိုလို့ရှိရင်တော့ခုနကကြော်ပြီးတော့စစ်စစ်ထားတဲ့တက်တုံကြော်လေးကိုထပ်ပေးလိုက်မယ်။ဒီနေ့ဟာဆိုလို့ရှိရင်တော့တက်သားကြော်လေးရလည်းအေးနေပြီပေါ့နော်ဖြိုးစစ်စစ်ထားတော့လေ။ကြက်ပြီးရင်တော့သမတော်အောင်နေထားပေးလိုက်ပါမယ်နော်ဒီကြက်တုံကြော်လေးနဲ့သမတော်အောင်ပေါ့နော်။ နဲ့သွားလိုက်တာလဲတမတော်ပြီဆိုလို့ရှိရင်တော့ရပါပြီရှင်ဒီနေ့ဟာဆိုလို့ရှိရင်တော့မမွားလေးနဲ့အရဲခုစားလို့ကောင်းတယ်ပြောလို့ရဲ့ချက်တာမှကြောက်ကြွတ်လေးရတော့စားလို့ရပါပြီရှင်တကယ်လို့ကိုကတာရှည်စားမယ်ဆိုလို့ရှိရင်တော့လေလုံးတဲ့ဘူးလေးထဲကိုတိတ်ပြီးတော့စားနိုင်ပါတယ်ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲเนาะစားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အစီအစဉ်မယ်လို့ပြောလင်းပါတယ်ရှင်ဒါဆိုဖြွေးနေပြီတက်တယ်မှာဖြတ်ဆုံးကြမယ်เนาะအားလုံးပဲဘိုင်